လာမယ့်2050ခုနှစ်ကိုရောက်ရင်ကမ္ဘာလူဦးရေရဲ့တဝက်ကျကျော်လောက်ကအဝင်းမုံတွေဖြစ်သွားတော့မှာပါဒီဖြစ်ရပ်တွေမြဖြားခံတဲ့နေရာကတော့လက်ဖဝါးအရွယ်စားလောက်ရှိပြီးတော့မှအချိန်မရွေးနေရာမရွေးကိုတည်သွားလို့ရတဲ့ဖုန်းတွေကြောင့်ပါပဲတရက်ကိုစက်ခရင်တိုင်း၈နာရီကနေ၁၀နာရီကြားရှိတဲ့သူတွေကတာမန်၃နာရီကနေ၄နာရီလောက်ပဲရှိတဲ့သူတွေထက်စိတ်ကြယောဂ ADHD နဲ့နှလုံးယောဂဖြစ်နိုင်ခြေရည်လည်းပိုများနေပါတယ်ဆိုတော့ဖုန်းစက်ခရင်တွေရဲ့ဘေးထွက်ဆိုးကြောကပါလဲ ပြီးတော့ဘယ်လိုမျိုးထိန်းချုပ်လို့ရမလဲဆိုတာကိုဒီဗီဒီယိုကိုကြည့်ရင်းနဲ့မှအတူတူအဖြေရှာကြည့်ကြရအောင်ဖုန်းဆိုတာကစိတ်အပန်းဖြစ်စရာတစ်ခုတည်းကိုပို့နေပါပြီသူ့ထဲမှာပါတဲ့ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ TikTok Facebook နဲ့ YouTube ပေါ်မှာကိုကြိုက်တဲ့အရာတွေကိုလိုက်ကြည့်ရင်းနဲ့ဒီဝဲကရက်တွေကို ရောက်သွားကြတဲ့သူတွေကတော့မနှဲတော့ပါဘူးစခရင်နေဆိုတာကကျမတို့ရဲ့စိတ်ကိုအပန်းပြေတာထက်ပိုတယ်။ကျမရဲ့ပြဿနာတွေအများကြီးကိုလည်းဖြစ်စေပါတယ်။လေလာတွေးရှိထားတဲ့စာရန်တွေရဆိုရင်ဒီလိုမျိုးဖုန်းတွေကိုအကြကြီးအသုံးပြုတာက ခန္ဓာကိုယ်နဲ့အုံနောက်ကိုအစိတ်ကျွေးနေတယ်လို့ပါပဲတရက်ကို3နာရီနဲ့အထက်ဖုန်းတွေကိုသုံးမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ကောင်းတဲ့ကိုလက်စထရောဓာတ်တွေကတဖြည်းဖြည်းချင်းနဲ့လျော့နယ်လာနိုင်ပါတယ်ကိုလက်စထရောဓာတ်တွေကိုရှင်းပြရမယ်ဆိုရင်တော့နာရူတိုစကားထဲမှာပါတဲ့ chakra တွေလို့ပါပဲခန္ဓာကိုယ်ထဲမှာ chakra တွေပြည့်နေမယ်ဆိုရင်စိတ်တလောက်ကိုပွားထုတ်ရာဆိုင်ကန်ထုတ်လို့ရပေမဲ့ chakra တွေသာကုံသွားပြီဆိုရင်တော့စိတ်သာရှိပေမဲ့မစွမ်းနိုင်တဲ့သူလိုမျိုးဖြစ်သွားမှာပါ။ cholesterol ဓာတ်ကလည်းအဲ့လိုပါပဲ စီရီအပိုင်း20လောက်ကိုတညရဲနဲ့ပြီးအောင်ကြည့်မယ်ပြီးတော့ဖုန်းတွေကိုပဲထိုင်သုံးနေမယ်ဆိုရင် တော့ခန္ဓာကိုယ်ကလှုပ်ရှားမှုမရှိဘဲနဲ့အားတွေကုန်ပြီးတော့ဘာမှမလုပ်ချင်မကင်ချင်းနဲ့ဖုန်းကိုပဲတစ်ချိန်လုံးထိုင်ကြည့်နေတော့မှာပါဆိုတော့လှုပ်ရှားမှုလည်းမရှိအမြဲထိုင်မဲထိုင်နေမယ်ဆိုရင်လူကထိုင်းမိုင်းလာပြီးကောင်းတဲ့ကိုလက်စထရောဓာတ်တွေနည်းလာပြီးတော့နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုးကျိုးတွေကလည်းဟယ်လိုဆိုပြီးတော့မှတကားခောက်လာတော့မှာတော့အမှန်ပဲနော်ဒါတွေမဲလားဆိုတော့လည်းမကသေးပါဘူးသူရဲ့နောက်မှာအုံနောက်ကိုလည်းအများကြီးထိခိုက်နိုင်ပါသေးတယ် ။သိပ္ပံပညာရှင်တွေရဲ့စစ်တမ်းတွေအရဆိုရင် YouTube, TikTok နဲ့ Social Media တွေမှာတရက်ကို9နာရီနဲ့အထက်အသုံးပြုတာကအုံနောက်ရဲ့အပေါ်ရန်လွာ ဖြစ်တဲ့ Streetbet Cortex ကိုကြုံသွားစေပါတယ်။ Streetbet Cortex ဆိုတာဘာလဲဆိုတာကိုပြပြရမယ်ဆိုလို့ရှိရင် သူကကျမတို့ရဲ့အတွေးတွေ၊မှတ်ဉာဏ်တွေ၊ဆုံးဖြတ်ချက်ချတာတွေနဲ့ပြဿနာကိုဖြေရှင်းတဲ့နေရာမှာအများဆုံးအသုံးပြုတဲ့အုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုပါ။အုံနောက်တွေကတဖြည်းဖြည်းနဲ့ကျုံဝင်သွားမယ်ဆိုလို့ရှိရင်ငငယ်ရွယ်နဲ့မှတ်ဉာဏ်ချိုးရင်းတာမျိုးတွေ ပြီးတော့ဆုံးဖြတ်ချက်မချနိုင်တာတွေနဲ့အလုံးမှာစိတ်မပါတော့တာတွေအများကြီးဖြစ်နိုင်ပါတယ်။မိတ်ဆွေတို့ကလည်းငငယ်ရွယ်နဲ့အုံနောက်ကကြုံသွားလို့မရဘူးနော်။ဆိုတော့အခုနောက်ပိုင်းမှာဆိုရင်တတော်ရဲ့ဂရေကြောင့်မလို့လူတွေကပထမပိုင်း၈စက္ကန့်မှာတင်စိတ်ဝင်စားအောင်လို့မလုံးနိုင်ရင်ဆက်ပြီးတော့မှမကြည့်တော့ဘဲနဲ့ကြော်သွားရလို့စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါကအခုလက်ရှိလူတိုင်းကြုံတွေ့နေရတဲ့အာယုံဆိုင်ဖို့ခက်ခဲလာတာတွေကိုဖော်ပြနေတာပါ။ဒီလိုမျိုးတတော်ပေါ်မှာပဲအချိန်ကုန်နေတာကဖုန်းရဲ့ဘက်ထရီတွေကိုပဲစားသွားတာမဟုတ်ဘဲနဲ့ ကျမတို့ရဲ့အုံနောက်တွေကိုပါစားသွားတာကိုသတိပြုဖို့တော့လိုအပ်နေပါပြီ။ဒါဒီမဲ့လို့ဆိုတော့လည်းမဟုတ်သေးပါဘူး။မျက်လုံးတွေအတွက်ကြံပါသေးတယ်။ဂိမ်းတွေကိုဇက်တိုက်ဆော့တစ်တော့တွေပေါ်မှာဆိုရင်လည်းအချိန်တွေကုန်ရင်းနဲ့မှမျက်ရိုးတွေကိုက်ပြီးတော့မျက်စိတွေဆက်လာတာမျိုးရောကြုံရတတ်လား။ကြုံမှုတွေဆိုလို့ရှိရင်တော့မိတ်ဆွေတယောက်တည်းမဟုတ်ဘူးဆိုတာကိုအရင်ဆုံးပြောချင်ပါတယ်။အလိဖြစ်ရတွေကို digital eye strain လို့ခေါ်ပါတယ်။ကဘာပေါ်မှာရှိတဲ့လူကြီးရဲ့65ရာခိုင်နှုန်းလောက်ကဒီပြဿနာနဲ့ရင်ဆိုင်နေရတာပါ။ ဒီလိုမျိုး digital eye strain ဖြစ်လာပြီဆိုရင်တော့မျက်လုံးက၆တွေးလာမယ်ပြီးတော့အမြင်တွေဝါလာမယ်မျက်စိတွေဆက်လာမယ်ပြီးတော့ခေါင်းတွေပါကိုက်လာမှာပါဒီလိုဖြစ်ရတွေရဲ့အဓိကတရခံကတော့ကဘာပေါ်မှာအလေးဆုံးပစ္စည်းတစ်ခုဖြစ်တဲ့မျက်ခွန်ကြောက်ပါပဲကျမတို့ screen တွေကိုထိုင်ကြည့်နေပြီဆိုလို့ရှိရင်မျက်တောင်ခတ်တဲ့နှုံးကပုံမှန်ခတ်နေကြနှုံးထက်ကိုတဝက်ကြော်ကြော်လောက်နှဲသွားပါတယ်ကြည့်နေတဲ့အထဲမှာဇံဝင်သွားတယ်ပဲဆိုပါစို့ ဒီနေရာမှာဇန်တွေသာခဏခဏဝင်နေရဆိုရင်ကျမတို့ရဲ့မျက်လုံးကိုဂန္ဓာရမ်းထက်တောင်ခြောက်သွေ့စေမှာပါဒီလိုဖြစ်ရတွေကိုတတ်တာဖို့အတွက်ကဆေးကောင်းတစ်လက်ကိုကျမကမျှဝေချင်ပါတယ်ဒီဆေးကြောင့်ပဲညာဘက်တွေမှာမျက်ရည်ပူတွေကြားထက်တဲ့သူတွေနဲ့မျက်လုံးဆက်တဲ့သူတွေကသူတို့ရဲ့ပြဿနာတွေကိုနှုတ်ယူပြစ်လိုက်သလိုမျိုးတတ်တာသွားရဆိုပြီးမှလည်းပြောကြပါတယ်ဒီလောက်တောင်စွမ်းတဲ့ဆေးကိုတပြားတစ်ချက်မှလည်းပေးစရာမလိုပါဘူးသူကတော့ free ပါကဲမိတ်ဆွေတို့ဘာစီလဲဆိုတာကိုသိကျင်နေကြပြီမလားဆိုတော့အဲ့ဒီဆေးကတော့2020စီးမြင့်ပါပဲ ဘာကိုဆိုလိုချင်တာလဲဆိုရင်မိတ်ဆွေကကွန်ပျူတာနဲ့ပဲအချိန်ပြည့်အလုပ်လုပ်နေရတယ်။ပြီးတော့တရက်ကိုစက်ခွင်တိုင်းကလည်း၈နာရီကြောနေရဆိုလို့ရှိရင်ဒီနီလန်းကိုအသုံးပြုလို့ရပါတယ်။အလုပ်လုပ်နေရင်လည်းမိနစ်20ပြည့်တိုင်းမှာကိုနေနေတဲ့နေရာကနေပြီးတော့ပေ20အကွာကိုစက္ကန့်20စာကြည့်ပေးဖို့ပါပဲ။ကဲမိတ်ဆွေရဲ့ရှေ့မှာဒီနီလန်းနဲ့အဆင်ပြေသွားတဲ့သူတွေလက်ချိုးရလို့မရတာမို့လို့စမ်းကြည့်ဖို့မမေ့နဲ့အောင်နော်ဖုန်းကိုပဲကြည့်နေရင်ညာနှစ်နာရီကိုဘလို့ရောက်လို့ရောက်သွားမှမသိရောဖြစ်ဘူးကြလား ဒါမှမဟုတ်လို့ရှိရင်ကိုကြိုက်တဲ့ series ကိုကြည့်နေရင်းနဲ့မိုးလင်းသွားတာမျိုးရောကြုံမှုကြလားဒါကတော့လူတိုင်းကတစ်ချိန်မဟုတ်တစ်ချိန်တော့ကြုံမှုကြမှာပါအဲ့ရတဲ့ဝင်နေတဲ့အချိန်မှာဆိုရင်ဖုန်းနဲ့ဂိမ်းဆော့တာတွေပြီးတော့ဇာကားကြည့်တာတွေကမိတ်ဆွေတို့ရဲ့မျက်လုံးတွေကို ကန်းသွားအောင်လုပ်နေကြတယ်ဆိုတာကိုတော့သတိထားစေချင်ပါတယ်ဖုန်းတွေကနေထွက်တဲ့အလင်းရောင်တွေကကျမတို့ရဲ့မျက်လုံးကိုအထင်မှားစေပါတယ်ဘလို့အထင်မှားစေလဲဆိုလို့ရှိရင်ညာရောက်နေပြီမဲ့ ဖုန်းကနေချွတ်တဲ့ဘလူးလိုက်တွေကြောင့်မို့လို့အုံနောက်ကနေလေပိုင်းမှာပဲရှိနေသေးရဆိုပြီးတော့မှထင်အောင်ထင်မှာဖြစ်တတ်ကြတာပါဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့မက်ထရိုနင်ဆိုတဲ့အိတ်ချင်တဲ့ဟော်မုန်းထက်ကိုထုတ်မပေးတော့ပါဘူးဘယ်ထုတ်ပေးမလဲသူကနေဖက်လို့ထင်နေတာလေစစ်တမ်းတစ်ခုမှပြောထားတဲ့အချက်ကိုထောက်ပြရမယ်ဆိုရင်တရက်မှတနာရီကြာအိတ်ခန်ဒီဖုန်းသုံးတာက ိတ်ချိန်ကို10မိနစ်ကနေ24မိနစ်လောက်ထိနောက်ကျစေပြီးတော့အင်ဆိုမီယားဆိုတဲ့အိတ်မပြောတဲ့ယောဂကို59ရာခိုင်နှုန်းအထိအောင်ဖြစ်နိုင်ချေပိုများစေပါတယ်။ပြတ်သွားတဲ့ EX ကိုလွမ်းလို့ညာဖက်အိတ်လို့မရတာကိုလက်ခံလို့ရပြီမဲ့ဖုန်းသုံးပြီးတော့မှအိတ်မပြောတာကိုတော့အခုတွဲနေတဲ့ကိုကလည်းလက်ခံမှာမဟုတ်ဘူးနော်။ ိုတော့အဲ့ချိန်မမှန်ဘူးဆိုရင်တော့ခန္ဓာကိုယ်ကအမြဲတမ်းပင်ပန်းနှွမ်းနေနေပြီးတော့မှအာယုံစိုက်လို့မရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။2018ခုနှစ်တုန်းကလေးလာတွေးရှိချက်အရဆိုလို့ရှိရင်လဲစခရင်တိုင်းတွေများလာပြီးဆိုရင်အိတ်တဲ့အခါမှာကောင်းကောင်းအိတ်မပြော်ဘဲနဲ့အိတ်ရေးမဝတာမျိုးတွေပြီးတော့အိတ်ဆက်အနားယူထားပြီးမဲ့ပင်ပန်းနေတဲ့လိုမျိုးခံစားရတာမျိုးတွေကလည်းဖြစ်တတ်ပါတယ်။ကဲအဲ့နေတော့မှမိရထားမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ကိုယ့်လက်ထဲကပြောင်လက်လက်နဲ့လင်းနေတဲ့ဖုန်းကိုမှိတ်ထားဖို့လိုမယ်နော်။ ဒါဆိုဒီလိုမျိုးဆက်ခရီနေကို အကြည့်များနေရင်ခန္ဓာကိုနှလုံးမျက်လုံးနဲ့အိတ်ချိန်တွေအပြင်ကိုတံမိုးရှိတဲ့အားလက်ချိန်တွေကိုလည်းခိုးယူသွားပါသေးတယ်။ဒီနေရာမှာကျမကမိတ်ဆွေတို့ကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ဒီမေးခွန်းကိုတော့မမှန်ကန်ကန်နဲ့မလိမ်မဲမညာပဲဖြည့်ဆည်ချင်ပါတယ်။ဖုန်းဆက်ခရီနဲ့ laptop TV ဆက်ခရီနေကိုတရက်ဘဏ္ဍာရီလောက်ကြည့်ဖြစ်ကြတယ်။သူတေသနာပညာရှင်တွေပြောတဲ့အတိုင်းသာဆိုလို့ရှိရင်အသက်၈နှစ်ကနေ၁၂နှစ်ကြားကလေးတွေကတရက်ကို၅နာရီလောက်ဖုန်းနဲ့မျက်လုံးနဲ့မခွာကြပါဘူး။ ဒီလိုပဲစေကျော်တက်တွေနဲ့လူငယ်တွေကလည်းတရက်ကို9နာရီထက်မနည်းပါဘူးတဲ့ဒါတော့မှအလုံးလုံးချိန်8နာရီကိုထဲမတွက်ထားသေးပါဘူးတရက်ကို9နာရီနဲ့တပတ်သာဆိုလို့ရှိရင်49နာရီလောက်ရှိနေပါပြီရက်အနေနဲ့တွက်မယ်ဆိုလို့ရှိရင်တပတ်မှာ2ရက်လောက်ကိုကျမတို့ကဖုန်းမဲထိုင်သုံးနေတယ်လို့ပြောလို့ရပါတယ်တချို့ဆိုလို့ရှိရင်အခုထပ်တောင်မှပို့ပြီးတော့မှများနိုင်ပါသေးတယ် ဆိုတော့အဲ့ဒီအချိန်တွေမှာဒါဂျင်ဆော့မယ်အပိုဝင်ဝေးရှာမယ်ဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းနဲ့အချိန်ဖြုံးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းတဲ့အချိန်ကိုရမှာပါဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျမတို့ရဲ့ရွှေနှုတ်မှာရှိတဲ့အနှစ်ချုပ်စာအုပ်တွေကိုဖတ်ရင်းထဲမှာကုံဆုံးလို့ရပါတယ်တရက်ကိုအချိန်မိနစ်30ဝန်းကျင်လောက်ပေးုံနဲ့မိတ်ဆွေတို့ရဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးချနိုင်ပြီးတော့စီးပွားရေးအထွေထွေဘဟုသုတဇမ်းမာရေးနဲ့အစားအသောက်အထုပ်ပတိစတဲ့စာအုပ်ပေါင်းစုံကိုတနေရာထဲမှာဖတ်လို့ရနေပါပြီ။ ရွှေနှုတ် application ဆိုတာကနိုင်ငံတကာကကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါအချိန်မရွေးနေရမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်လာကြမလို့စာဖတ်ဖို့အချိန်မရှိတဲ့သူတွေကအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးတော့မှစာတွေဖတ်ဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးကိုပြန်ဆက်လိုက်ကြရအောင်။ဒီလိုမျိုးဖုန်းရဲ့ဆိုးကျိုးတွေကိုလည်းသိတယ်။ ခန္ဓာကိုယ်ကိုလည်းဘာမှအထောက်အကူမပြုနိုင်ဘူးဆိုတာကိုလည်းသိတယ်။ဒါပေမဲ့ဒီခေတ်ကြီးထဲမှာဖုန်းမသုံးလို့ရှိရင်အရာရာနောက်ကျကြံခဲ့တော့မှာပေါ့ဆိုပြီးတော့မှလည်းအတန်တွေကိုလည်းကြားရပါသေးတယ်။ဒီပြဿနာကို FOMO လို့ခေါ်ပါတယ်။ FOMO ဆိုတာကတော့ Fear of Missing Out ပေါ့။မြန်မာလိုဆိုရင်တော့နောက်ကောက်ကျကြံခဲ့မှာကိုကြောက်တဲ့စိတ်ပေါ့။အခုခေတ်မှာဆိုရှယ်မီဒီယာဆိုတာကကိုယ့်ရဲ့အဖြစ်ပြက်တွေအားလုံးကိုမျှဝေရာပလက်ဖောင်းတစ်ခုဖြစ်လာနေပါပြီ။ပြောရမယ်ဆိုရင်တော့ LINE ပေါ်မှာဖြစ်နေတဲ့ပွဲတွေ အစ်စ်ပေါ်လာတဲ့တတော်ကဟာသားတွေနဲ့ကောင်မလေးချချော်လလလေးတွေကပြနေတာတွေအပြင်ကိုခွေးလေးတွေကြောင်လေးတွေရဲ့ဗီဒီယိုတွေကလည်းအခုချိန်ထိလူကြည့်အများဆုံးဗီဒီယိုတွေဖြစ်နေတော့မှာပဲဒီလိုဗီဒီယိုတွေထဲမှာမျောရင်းနဲ့မှအချိန်တွေကကုန်မန်းမသိနဲ့ကုန်သွားတတ်ကြပါတယ်ဒါဆိုရင်အချိန်တွေကိုအလဟတမဖြစ်အောင်လို့ဘယ်လိုလုပ်မလဲချက်ချင်းတော့အကောင့်ထဲပေါ်လာမှာမဟုတ်ပေမဲ့ဖုန်းတွေကိုမသုံးမဲနဲ့အပြင်လောကမှာအကျိုးရှိရှိအသုံးချနိုင်တဲ့အချက်တွေကတော့အများကြီးရှိပါသေးတယ်ခေတ်ကြီးကဆိုရှယ်ခေတ်ကိုရောက်လာတဲ့အခါကျတော့ အသေးစမ်းတွေနဲ့လက်လွတ်မခံသင့်ဘူးဆိုပေမဲ့သုံးတဲ့အချိန်ကိုတော့ limit လောက်ထားလို့ရပါတယ်။ကိုယ့်ရဲ့အားလက်ချိန်တွေမှာဖုန်းကိုမသုံးမင်းနဲ့အသေးစမ်းတစ်ခုကိုလေ့လာတာမျိုးတွေပြီးတော့အိမ်မှာပဲလေ့ကျင့်ခန်းတစ်ခုခုကိုလုပ်တာမျိုးတွေစာဖတ်တာနဲ့ကိုယ့်ရဲ့အနာဂတ်ကိုပိုပြီးတော့မှကောင်းအောင်လို့လည်းတည်ဆောက်လို့ရနေပါပြီ။အကယ်၍မိတ်ဆွေကသာလာမယ့်2050ပြည့်နှစ်မှာအဝေးမုံစရင်နဲ့မပါခြင်းဘူးဆိုလို့ရှိရင်တော့အခုတည်းကကိုယ့်ရဲ့ဖုန်းနဲ့အဆက်အသွယ်တစ်ဖြည်းဖြည်းချင်းဖြတ်ထားမယ်ဆိုလို့ရှိရင်တော့ပိုကောင်းပါပါ။ ဆိုတော့ဒီဗီဒီယိုကိုအနည်းဆုံးရမယ်ဆိုရင်တော့ဖုန်းတွေဆိုတာထက်စကရီနေကပေးတဲ့စိုးကျိုးတွေကခန္ဓာကိုယ်ရဲ့စမ်းမာရေးကိုထိခိုက်စေတယ်။မျက်စိကိုဒုက္ခပေးတယ်။လုံလုံလောက်လောက်မရတဲ့အိတ်ချိန်နဲ့နားချိန်တွေကိုခိုးယူနေတဲ့အကြီးမားဆုံးအဟန့်အတာတစ်ခုပါ။ဒါပေမဲ့မမေ့တင်တာတစ်ခုရှိပါတယ်။အဲ့ဒါကတော့မိတ်ဆွေက driver ခုံမှာထိုက်နေတာပါ။အပြောင်းလဲတေးသေးလေးကနေပြီးတော့မှစတင်ကြည့်ပါ။အပေါ်မှာပြောထားတဲ့2020 20စီးမြင်ကိုအသုံးပြုမယ်။အိတ်ခန့်ဒီတနားရီလိုလောက်ခရေက ဖုန်းမသုံးတော့ဘူး။ ကိုယ့်ရဲ့နားချိန်တွေကိုတည်တည်ကြကြာစီမံမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းတွေရဲ့ဝဲကရက်ထဲကနေပြီးမှလွတ်မြောက်နိုင်မှအသေးချပါပဲဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ရဲ့ screen တိုင်းကရောတရက်ကိုပြန်မြဘလောက်ရှိနေပြီးတော့ဘာတွေဆိုးကျိုးတွေခံစားနေရလဲဆိုတာကို comment မှာမျှဝေပေးသွားပါအောင်ရှင် ။ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။